မင်္ဂလာပါရှင်ရေဝခက်တဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်ကစဝင်းကိုအရေးပါတဲ့အစိုးရဝန်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီရဲ့နဲ့ဘဟုကော်မတီမှဖဲထုတ်စစ်ပတ်ဆိုင်ရာမှာလည်းစဝင်းစာကြော်ကြောင်းလင်းကော်တီကဆုံးဖြတ်ခွင့်တောင်းဝင်နေပြီ။အကြပ်ဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကစဝင်းကိုအရေးပါတဲ့ဆရာဝန်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီရဲ့နဲ့ဘဟုကော်မတီမှဖဲထုတ်လိုက်ကြောင်းနေပြည်တော်စစ်တပ်သတင်းမြတ်ပြောဆိုချက်နဲ့စစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းနေရာသိရတယ်။ ဇွန်လ31ရက်နေ့ဆေးရုံချုပ်ရဲကိုဖြတ်သိမ်းပြီးကာလွန်ကဆရာတစ်ပုံဆက်ပြန်နေဖွဲ့စည်းခဲ့ရမှာရခိုင်ကစိုးဝင်းကဩကဋ္ဌဖြစ်ဆောင်ရွက်ခဲ့မြို့သားစင်ကော်မတီနဲ့ဘဟုကော်မတီမှာစိုးဝင်းကိုပြန်လည်ခန့်ခြင်းမရှိတော့ဘဲမြောက်လိုင်းနဲ့နိုင်ငံတော်ဝန်ကြီးဖြစ်တာဝန်ပေးခံရသူညိုစောတို့ကတော့ဒီကဦးဆောင်သောဥက္ကဋ္ဌရဲ့ပြင်နာကြောင်းနိုင်ငံတော်ရေးပါတဲ့မြို့သားစင်ကော်မတီနဲ့ဘဟုကော်မတီ73ခုတန်းမင်းနဲ့မှာစိုးဝင်းကိုဖယ်ထုတ်လိုက်ကြောင်းသိရတယ် ရခိုင်ကစုံဝင်ကဦးဆောင်သူပြည်စာရွက်ခွင့်ရခဲ့ဗန်နိုင်ကော်မရှင်မြို့သားစီမံကိန်းကော်မရှင်တို့မှမြောင်းလိုင်ကဥက္ကဋ္ဌပြည်စာရွက်ပြီးညိုစောကိုဒုတိယဥက္ကဋ္ဌဖြစ်ခန့်ထားပြီးစုံဝင်ကိုလုံးဝထည့်သွင်းဖွဲ့စည်းခြင်းမပြုလို့တွေ့ရတယ်။စုံဝင်ဥက္ကဋ္ဌပြည်စာရွက်ခဲ့မြို့သားတဘာဝဘေးရနေရစီမံကန့်ခွဲစာရွက်ကော်မတီမှပြည်ထောင်ဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနာကဥက္ကဋ္ဌဖြစ်၎င်းတရားမဝင်ကောင်းတမ်းမှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီမှလည်းဝင်ကြီးချုပ်ညိုစောကဥက္ကဋ္ဌဖြစ်၎င်းလျှံမြင်တဲ့တခြားမြေတွေတင်စီမှုပြည်လဲစီစဲကော်မတီမှလည်းညိုစောကဥက္ကဋ္ဌဖြစ်၎င်းခန့်ထားတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေသကြရဲ့အသေးစားငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားဆင့်ကော်မတီမှလည်းမြောက်လိုင်းကဥက္ကဋ္ဌညူစောဒုတိယဥက္ကဋ္ဌဖြစ်ပါဝင်မီစိုးဝင်းကလုံးအဖဲထုတ်လိုက်ကြောင်းဆက်မှုလုပ်ငန်းနဲ့ဆက်မှုစောဖွံ့ဖြိုးတိုးတက်ကော်မတီမှလည်းညူစောကဥက္ကဋ္ဌဖြစ်၎င်းမြမအထူးစီးပွားရေးစုံစားရစီဘက်ခက်ခွဲဖို့အဖွဲ့မှညူစောကဥက္ကဋ္ဌဖြစ်၎င်းပါဝင်မီစိုးဝင်းမှလုံးဝပါဝင်ခြင်းမရှိတော့ပါဘူးတို့ရရဲ့အထွေရန်တရားအတွက်အရေးမပါတဲ့ကော်မတီနဲ့အဖွဲ့တွေမှာစိုးဝင်းကိုဆက်လက်ထက်သွေးဖွဲ့စည်းထားတာကိုတွေ့ရပြီးကုတ်တူးစာပွဲတစိုက်ချင်းမြင့်ရေး စစ်စစ်ရေးဖွဲ့တွေမှာစဝင်းကော်နာကဖြစ်တဲ့ကောင်နေဆက်ဒေတာနဲ့တိုင်းသားလူမျိုးတွေဖွံ့ဖြိုးတိုးတက်ကော်မတီမှစဝင်းကိုဒုတိယကော့ဖြစ်လကောင်မြောင်လိုက်ကထပ်သေးဖွဲ့စည်းထားတယ်။အလားတူစစ်ပဆိုင်အစီအမံခန့်ခွဲရေးတွေမှာလည်းကြီးရည်လေးညှိနှိုင်းကွက်ကဲမှုဒုတိယပေါ်ကြောင့်ကြီးကျော်စားလင်းကိုမြောင်လိုက်ကတိကစီမံခန့်ခွဲတာဝန်ပေးထားတဲ့ဖြစ်စဝင်းမှာစစ်ပရေးရနဲ့စစ်ရေးဆိုင်ရာစီမံခန့်မှာလည်းလုတ်ပိုင်ခွင့်နဲ့လာကြောင်းသိရတယ်။2024ခုနှစ်ဩဂုတ်လအတွင်းမှာလည်းမြောက်လိုင်းကညိုဆော့အောင်လင်းတွင်တဲ့ရဲဝင်တွေကိုပေါ်ကြောက်ကြရာတွေတို့မြစ်ပေးခဲ့ပြီးနောက်ဒုစစ်ခေါင်းဆောင်စုံဝင်ရဲ့ ရုံးကန်ကို၎င်းရဲ့ဘေးကျင်းကအခန်းနေရာမှာမထားတော့ဘဲတခြားနေရာကိုတင်ကျပ်ပြောင်းရွှေ့စေခဲ့တယ်။မူလကဒုစစ်ကောင်စာဆုံးဝေးရဲ့စစ်ရုံးမှရုံးကန်နဲ့သမရအင်ဒိုရှိစစ်ကောင်စီဒုတိယကထရုံးကန်တို့မှမင်းအောင်လိုင်းနဲ့ခန်းချင်းဘေးကလေးမှာထားရှိခဲ့ခြင်းဖြစ်တော့လဲ2024ခုနှစ်အောက်တိုဘာလမှာဆုံးဝေးရဲ့စစ်ရုံးကနေရုံးကန်ကိုအောက်ထပ်ကို၎င်းဒုတိယကထရုံးကန်ကိုသမရအင်ဒိုမှဒုတိယအင်ဒိုရုံးကန်တို့၎င်းမင်းအောင်လိုင်းကတင်ကျပ်ပြောင်းရွှေ့ခိုက်ခဲ့တယ်။ ဆက်လက်ပြီး online ပေါ်မှာမြောက်လိုက်တဲ့မိမကျူကျူလာအပါအဝင်ဆရာရှင်တွေကိုတိတ်ခါကြားစေပြောဆိုခဲ့တဲ့အမှုဟောင်းနဲ့တိုင်ကြားခံရတော့ American နိုင်ငံသူတမိစုခေါ်တက်ကိုကို လေးစိတ်မှာဖန်ခံရပြီးပြုံးလေးရစကန်တို့ပို့ဆောင်ပြီး online ပေါ်မှာမြောက်လိုက်တဲ့မိမကျူကျူလာပါဝင်စေအရာရှိတွေကိုတိတ်ခါကြဆင်ပြောဆိုခဲ့တဲ့အမှုဟောင်းနေနဲ့တိုင်ကြားခံရတဲ့ American နိုင်ငံသူတမိစုခေါ်တသက်ကိုကိုဂျမန်နဲ့ရန်ကုန်လေစိတ်မှာဖန်စီပြီးပြင်းလို့ရေစကန်ကိုပို့ဆောင်ပြီးဖြစ်ကြောင်းတမိဆွေမိတ်ဆွေဖြစ်သူကပြောပါတယ် အော်တိုဘောလဆနီယန်နေ့မနက်9:30မိနစ်ချိန်ပြည်ပြဆိုင်မြန်မာလေကြောင်းခီးစင်မဲ့ HN335 နဲ့ရန်ကုန်လေစိမ့်မှထိုင်းနိုင်ငံတူဝနာဘူမိလေစိမ့်ကိုထွက်ခွာမဲ့တက်ကိုကိုကိုစစ်တပ်ကရန်ကုန်လေစိမ့်မှဖမ်းဆီးခဲ့ကြောင်းတမိစုပ်ကိုပြည်ဦးလေမှာဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးနဲ့အေတင်ကိုဆိုသူကအမှုဖွင့်တာကြောင်းတော်ပြေစစ်တပ်ကမင်းအောင်လိုက်ကျကျလာနဲ့အရာရှိတွေကိုတိုက်ခါကြဆင်ပြောဆိုထားတဲ့လူမှုကွန်ရက်မှာဗီဒီယိုဖိုင်တွေကိုစစ်တပ်ထံသို့ပေးပို့ပြီး ။အေဒင်ကိုကဆက်လက်တိုင်ကြားတဲ့အပြင်အမှုတွေထပ်မံတိုးလာနိုင်ကြောင်းလည်းကောင်းကဆိုရဲဖန်တာကတော့ရန်ကုန်လေစိတ်မှာဖန်တာပါရဲကတော့ပြည်ဦးလေဘက်မှာအမှုဖွင့်ထားလို့ပြည်ဦးလေကိုလွှဲမဲ့လို့ပြောတယ်။နောက်ထပ်တိုင်တာကြီးလည်းရှိတော့အမှုတွေထပ်တိုးနိုင်တယ်လို့လည်းရဲကပြောပါရယ်။အခုတော့မင်္ဂလာတို့ရက်စကတ်မှာပဲရှိသေးတယ်ဒီနေ့တော့မနေ့ပြန်လောက်တော့ပြေးဦးလင်းကိုလွှဲပါမယ်သမီးဟင်ပို့လို့ရတယ်မိသားစုရဲ့တွေ့ခွင့်ရှိတယ်အဆက်အသွယ်လေးရလို့သမီးဆွေမိတ်ဆွေဖြစ်သူကရှင်းပြပါဗျာ ။သမီးစုကအွန်လိုင်းမှာအေးသိန်းကိုဟုလူသိများတဲ့အမျိုးသမီးနဲ့ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမြန်မာနိုင်ငံကိုလာရောက်လည်ပတ်ပြီးရန်ကုန်လေစိမ့်မှာပြန်လည်ထွက်သွားစဉ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ပါတယ်။ဆလာဘီမိုင်လိုမြို့နယ်မေတူဘီမြို့နယ်တွေကိုစစ်တပ်ကလင်းနဲ့ပုံကျဲတိုက်ခိုက်တဲ့ပြည်ခရရဖျားရှိကိုကြောင့်တဲ့နေနေပြည့်စီပြည်သူတောက်တိတ်ဆုံး။ရံမြင့်နဲ့မြောက်ပိုင်းကြောင့်မဲမြို့နယ်မိုင်လိုမြို့မှာစစ်တပ်ကလင်းနဲ့ပုံကျဲတိုက်ခိုက်တဲ့ပြည်ပြည်သူနေနဲ့ပြည့်စီသွားကြောင့်တရနယ်လီကတရင်ထုတ်ပြန်နေ။အော်တိုဘလော့ဆန်ရဲ့ညနေ9:10မိနစ်ချိန်စစ်တပ်ကမိုင်လိုမြို့လက်ကြီးကြီးအကိုပေါင်း25လုံးဘုံတီတလုံးကြောက် ကျဲစာတိုက်ခိုက်ခဲ့ကြောင်းရင်းပြင်ညနေ9:17မိနစ်အချိန်မှာလဲစစ်တပ်ကထပ်မံပြီးပေါင်250ဘုံနှလုံးလေးနဲ့ထပ်မံကျဲချရာပစီကြီးရအတွက်ကြောက်ပြီးတော့နေလေးလုံးတိုက်ခိုက်ပျက်စီးသွားကြောင်း TNL ကပြောတယ်။ လားတူအော်တိုဘာလ10ရက်နေ့ည9:52မိနစ်ချိန်စစ်တပ်ကချင်းပြင်းနယ်မတူပင်မြို့ကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်တဲ့ဖြစ်ပြည်သူတအုပ်သေးဆုံးမိဆဲဥထမနဲ့ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းနဲ့ပုံကျဲချခဲ့ခြင်းဖြစ်ကြောင်းချင်းတော်လိုင်းသတင်းမြစ်ကပြောတဲ့စစ်တပ်ကရခုလာမဲ့ဒီဇင်ဘာကျင်းပရရှိတဲ့ရွက်ကောက်ပွဲမတိုင်မီလက်လွတ်ဆုံးရှုံထိုင်တဲ့မြေတွေကိုပြက်လက်သိမ်းရွေအတွက်လေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်ကိုနှစ်ဆအမြင့်တင်ရဆုံးဖြတ်လှုံ့ဆောင်နေကြောင်းစစ်တပ်သတင်းမြစ်ကထုတ်ပေါ်ပြောဆိုပါတယ် ဆလာဘီတီဘောက်ကိုဥတီနယ်စစ်တပ်ကိုတရနယ်လေးကပိတ်ဆို့တိုက်ခိုက်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုဒူဘောက်တရနယ်ကပြန်ထင်းချုပ်ပြဲနောက်တီဘောမြို့စီဥတီစစ်ကြောင်းထုံးရဲ့စစ်တပ်ဟာလွဲခေါ်ရကနေမကျော်နိုင်သေးပဲတရနယ်လေးကပိတ်ဆို့တိုက်ခိုက်နေလို့သတင်းရရှိတယ်။လွဲခေါ်ရကကြောင်မဲမြို့နယ်ထဲမှာရှိပြီးတီဘောမြို့နယ်ဆက်ဆက်နေတဲ့စစ်ကောင်စီစစ်ကြောင်းချောဟာလွဲခေါ်ကြကဒူဘောက်၅ရက်ခရဲကရောက်လာပြီးတိုက်ပွဲဖြစ်နေရလို့သိရတယ်။ဒေသခံများဆိုအလောက်ရှုမြို့ကိုတင်းရှောင်နေကြပြီးကိုကန်တမ်တို့ MNDA ထင်းချုပ်တဲ့လောင်ကိုင်းမြို့မှာလည်းတွားနေထိုင်သူတွေရှိပါတယ်။ စေကောင်စေကောင်လွဲခေါ်ရတဲ့နီးဝင်းကျင်ကြရတွေကိုလေချောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်။ကျင်းဝင်းနဲ့စီကန်ချုပ်ဖောက်ခဲ့ရဲဘော်တွေကိုရေးယူမယ်လို့စင်ကုန်းမြို့နယ်ရေးဘော်အစိုးရဖက်ကထုတ်ပြန်လူတို့ဘော်ဆက်ဆံပြုမှုရမယ်စီကတ်ကျင်းဝင်းတွေချိုးဖောက်ခဲ့ရဲရဲဘော်တွေကိုထိထိရောက်ရောက်သတိပေးရေးယူမယ်လို့စင်ကုန်းမြို့နယ်ရေးဘော်အစိုးရဖက်ကဒီကနေ့မှထုတ်ပြန်နေ။ဒါပြင်စကန်ချိုးပေါက်တဲ့ Starlink Internet စက်ပိုင်ရှင်ကိုလည်းထုတ်ပြန်ချမှတ်ထားတဲ့စီမင်းစီကန်နေတိုင်းရေးယူမယ်လို့ဆိုတဲ့ မန္တလေးတိုင်းစင်ကူမြို့နယ်မှာရဲဘော်အုပ်ချုပ်ရေးဖွဲ့ကရဲဘော်ရင်နဲ့ပြည်သူ့ချုပ်အချင်းများကတဲ့ဖြစ်စဉ်ဒီကနေ့လူမှုကွန်ရက်ပေါ်မှာပြန်နှံခဲ့တယ်။အော်တိုဘလ၁၇ရက်နေ့နေ့လယ်တနင်္လာဝန်းကျင်ကတရင်ချက်လက်တွေရစင်ကူမြို့နယ်ကျေးရွာတရမှာစီမင်းစည်းကမ်းနဲ့မညီပဲအုံပြဲစတားလင်အင်တာနက်ကိုတိုင်းစီဘုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ပူးပေါင်းအင်အား၅ဦးကတွားခဲ့လို့ဆိုတယ်။ဒါပေမဲ့ Starling Internet ပိုင်ရှိကတာဝန်ရှိသူလာရောက်တင်စီမှာလက်ခံမယ်လို့ပြန်လည်ပြောဆိုလို့မွန်လဲတုံးနိုင်မှာရေးပေါ်အောက်ချော်ရေးဖွဲ့ဥက္ကဋ္ဌညွှန်ကြားချက်နဲ့တာဝန်ရှိသူတို့ပူပေါင်းတဖွဲ့ဝင်စံနယ်ကိုထပ်မံတွယ်ရောက်ခဲ့တယ်။ အဲ့လိုတော့ဆင်မရဲပေါ်ရင်လည်းပြည်သွေးချင်းများခဲ့ပြီးရုံးရင်ဆန်ခတ်ဖြစ်ခဲ့တာကိုအော်တိုဘာလ7ရက်နေ့မှာလူမှုကွယ်ရေးမှပြန့်နှံ့နေတဲ့ရုပ်သံဖိုင်မှာတွေ့ရတဲ့လေလာကြရတာဝန်ကြရဲပေါ်ရင်လည်းကနအုပ်ကောင်းမှုစွာရှင်းပြပြီးပြဿနာမဖြစ်ပွားရေးဥတီစာရဲ့ခရာတွေ့ရလို့စေကွန်မြို့နယ်ရဲပေါ်အချုပ်ဖွဲ့ကဖော်ပြတယ်။ဒါပေမဲ့ဖြစ်စဉ်နောက်ပိုင်းမှာရဲပေါ်ရင်နဲ့ပြည်သူလူထုပေါ်ပြုမှုဆက်ဆံရမယ့်စီကံနဲ့ကျင့်ဝတ်ကိုချို့ဖောက်ပြီးစိတ်လိုက်မှန်မှတုံ့ပြန်ခဲ့ရကိုစိတ်မကောင်းစွာတွေ့ရလို့သိပေးတယ်။ဆလဘီတီအန်အယ်လီထိန်ချောက် မိုင်းလုံဒေတာကိုစစ်ကောင်စီလေကြောင်းထမှတ်တိုက်ခိုက်တရနယ်လေသိပ်ပိုက်ထိန်ချုပ်တာအကြောင်းမဲမြို့နယ်မိုင်းလုံဒေတာကိုအာနာသိန်းစစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူလူထုနေလေလုံးပြက်စီခဲ့ကြောင်းတရနယ်လေကသတင်းထုတ်ပြန်နေအော်တိုဘားလဆန်နီရဲညနေပိုင်းမှာစစ်ကောင်စီကမိုင်းလုံမြို့နယ်ကွယ်လေကြီးရွာနယ်ပစီရွာတို့ကိုပုံကျဲတိုက်ခိုက်တာဖြစ်ပြီးပြည်သူလူထုနေလေလုံးပြက်စီခဲ့လို့ဖော်ပြတယ်အခုအော်တိုဘလတ်တွင်မိုင်းလုံးမန်တုံနမ်တူနမ်ဆန်မိုးမိတ်မိုင်းကောတီဘောဆာတီယန်နယ်ထိန်ချုပ်ဒေသတွေကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ပြည်သူ30လောက်တေဆုံးကများပြတ်တရာရရှိခဲ့ပါတယ်။ ဆက်လက်ပြီးဓမ္မဘက်ကသူတွေလည်းပို့ကျိုးစာပြီးစစ်ကောင်စီကိုတော်လှန်ဖို့ချင်းချင်းတော်တာဝန်ရှိသူပြောအနာသိစကောက်စီကပြည်သူလူထုကိုကြက်ဖက်ဖို့လိုရတဲ့ကိုဖိဖိစီစီလှောက်ဆောင်နေရကြောင့်ပြည်သူ့ဘက်ရဲ့တီထရီအနေနဲ့လည်းအလောက်ကိုပိုကျိုးစားဖို့ဆွဲမလျှော့ဖို့လိုအပ်ကြောင်းဂျာကာလာချင်းမြသားတိုင်မြင့်ခန်ကောင်စီလက်ကြသဘာဝတိချင်းချင်းအောင်ဖွဲ့ဇိုလန်ဩကထာ ဒေါက်တာကင်တန်ကအော်တိုဘာလဒုတိယပတ်မှာပြုလုပ်ခဲ့ချင်းညီနောင်အတွက်ရမုံငွေရှာဖွေမှမှပြောကြားခဲ့တဲ့ချင်းပြည်နယ်မင်တာနက်မဲတူပီပါဝင်နိုင်ငံတော်ဝန်လေးကြောင့်ပုံကျဲတိုက်ခိုက်မှုတွေစတိုက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့လုပ်ရက်ကိုမိမောင်းထိုးပြခဲ့ပြီးတော့တော်လိုင်းပတ်တော်သားရဲ့ဇမ်မလျှော်ပဲလှုပ်ပို့ကြိုးစားဖို့တိုက်တွန်းခဲ့ပါတယ်။ဆက်လက်ပြီးတော့ရန်ကုန်အပအဝင်ချက်ဝစ်စင်မှရရှိတဲ့စစ်ဝတ္ထစာတွေကိုရဲဘော်ရှေ့တန်းနေထံသွားရောက်တက်ဆင်ပြီးရန်ကုန်ဝင်ချက်ဝစ်စင်ကြီးကကမိန်းမတက်ဆင်တော်လန်ပြည်သူတွေရဲ့ထောက်ပံ့ငွေနဲ့ဝယ်ယူထားတဲ့ first g ကအိုထုတ်အစောရေ90ကိုရှေ့တိုင်းရေပေါ်ရစ်တော့တက်ဆင်ပေးခဲ့လို့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တက်ကထုတ်ပြန်နေရှေ့မှာလည်းအစောရေ90ရောက်ရှိခဲ့ပြီးဖြစ်ကအခုထပ်မံရောက်ရှိတဲ့ first g ကအိုထုတ်အစောရေ90ကိုတော့တက်ဆင်ပေးခဲ့အောင်ဖြစ်ပါတယ်ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တက်ကနေစီစဉ်ပြုလုပ်ခဲ့ရန်ကုန်အဝင်ချက်ဝစ်စဉ် g ကကမ်ဘေးဟာမြောင်မန်တာကတ်ထက်ကျော်လွန်အောင်မြင်ခဲ့ပြီးရဲဘော်တွေစိတ်လုံခြုံမှုရရှိစေဖို့ကမ်ပိန်းမှာပါဝင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ကြောင်းထုတ်ပြန်ထားပါတယ် နောက်ထပ်တင်ဆက်ပေးမှာကတော့မိုးကုတ်လေကြီးနဲ့ပစိရွာဘက်ကိုစစ်တပ်ကလေကြောင်းကနေပုံကျဲမန္တလေးတိုင်းမိုးကုတ်မြို့နယ်နဲ့လေကြီးနဲ့ပစိရွာတွေဘက်ကိုဂျပန်စစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ရာဒေသခံတွေထိခိုက်မှုမရှိပေမဲ့နေနေပြက်စီးသွားလို့မြပြည်သတင်းမြစ်တွေကပြောတယ်မင်းညာ9နိုင်ကျော်မှဂျပန်စစ်အုပ်စုကလေကြီးရွာကိုပုံနှလုံးပစိရွာကိုပုံနှလုံးကျဲချတိုက်ခိုက်ခဲ့လို့သိရတယ်လေကြီးရွာပုံကျဲမှုရွာထဲမှာကြာဖို့တော်ရဲကြောက်ပေါက်ကွက်ရလူထိခိုက်မှုရှိခဲ့တယ်လို့ပစိကြီးရွာပေါ်ကျဲချခဲ့ဘုံနှလုံးကြောင့်နေနှလုံးပြက်စီးသွားပေမဲ့အိမ်ပိုင်ရှင်တွေတောင်းအပ်သွားနေတဲ့အတွက်ထိခိုက်မှုရှိလို့သိရတယ် အာနာလူဆဲအုပ်စုအတန်အလင်ထိုင်းချောင်းအဒေသတွေပေါ်လေကျောင်းကနေနေစဉ်ပုံကျဲတိုက်ခိုက်နေရကြောင်းမြန်သားပြည်သူတွေအနေနဲ့လေကျောင်းရဲ့တတိနဲ့နေထိုင်ကြဖို့လိုအပ်နေရဖြစ်ပါတယ်။ဆက်လက်ပြီးပါကစ္စတန်နဲ့အာဖဂန်နှစ်ဖက်တပ်တို့နေဆက်လျှောက်တိုက်ပွဲပြင်းထန်စွာဖြစ်ပြီးစစ်ကမ်းတစ်ခုကအာဖဂန်တပ်သိမ်းပိုင်နေဆက်လျှောက်မှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နှစ်ဖက်တပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးတော့ဟဲလ်မန်ပြည်နယ်ရှိပါကစ္စတန်စကန်ကူကအာဖဂန်တပ်ဖွဲ့တွေကတိုက်ပွဲနိုင်ခဲ့လို့ပေါ်ပြတယ်။အာဖဂန်မြို့တော်ကဘူးကိုယခုတပင်းပတ်တွင်ပါကစ္စတန်က ဘုံးကျတိုက်ခိုက်ပြီးနောက်စနေနေ့နိုင်မောင်းနယ်ဇက်ရှိပါကစ္စတန်နယ်ဇက်စခန်းတွေကိုအာဖဂန်တပ်တွေကစတင်တိုက်ခိုက်ပြီးနောက်တိုက်ပွဲဖြစ်ပွားခဲ့လို့နှစ်ဖက်ဆွဲတောင်းရှိသူတွေကိုကိုကိုင်းတင်မှာဆက်လက်ဖော်ပြရတယ်။နေဆက်ရှိနေဆုံးနေရာငါနေရာမှာတိုက်ပွဲဖြစ်ခဲ့လို့ပါကစ္စတန်လုံခြုံရေးတာဝန်ရှိသူတွေကတီးပြုတ်ခဲ့ပြီးအာဖဂန်တပ်တွေကိုပြလဲတိုက်ခိုက်ကြောင်းပြောခဲ့တယ်။ အစ္စလာမဘတ်ဟာလေရောက်တိုက်ခိုက်မှုတော့တိမပြုတ်ညင်းဆိုခြင်းမရှိလို့သတင်းမှာဖော်ပြရတဲ့ဒီတိုက်ပွဲတွေပါကစ္စတန်58ဦးသေဆုံးခဲ့တယ်လို့တာလီဘန်အစိုးရပြောခွင့်ရှိသူကပြောဆိုခဲ့ပေမဲ့ပါကစ္စတန်စစ်တပ်ကတော့သူတို့ဘက်က23ဦးသေဆုံးပြီးအာဖဂန်စစ်သားနဲ့ဇက်ဖက်ဘက်ဝင်တရားကိုတုတ်တင်နိုင်ခဲ့လို့ပြောဆိုကြောင်းအေဂျင်စီကသတင်းမှာဖော်ပြထားပါတယ်။နောက်ဆက်အပိစာအတွက်သူဝင်ချင်းစုတင်ရှိပါရရှင်။